ာနိုင်ငံပြည်ပခဘေးသင့်ရခိုင်ပြည်နယ်ကိုအကူအညီပေးဖို့တက်ဆိုင်ရာဖွဲ့စည်းတွေကြားသဘောတူညီချက်လက်မှတ်ရေးထိုးမထားဘူးလို့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးဒေါက်တာခါလီလာရာမန်ကပြောပါရယ်အဖွဲ့စည်းအလုံးကြောင်းဘုံသဘောတူညီချက်လိုအပ်မှာဖြစ်လို့ရခိုင်ပြည်နယ်ကိုအကူအညီပေးဖို့သဘောတူညီချက်မရှိခဲ့ပါဘူးလို့၎င်းကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါရယ်မရှိမဖြစ်လိုအပ်တဲ့အရာတွေထဲမှာအဟန့်တားမရှိအကူအညီပေးအပ်ခွင့်ပြုရေး အကူအညီပေးရမှာခွဲခြားဆက်ဆံမှုမရှိရေးအကူအညီတွေကိုလက်နက်ဖြင့်အသုံးမချရေးနဲ့လက်နက်ကင်လှုပ်ရှားမှုတွေရပ်ဆိုင်းရေးတို့ပါဝင်တယ်လို့သူကဆိုပါတယ်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာကြောက်မက်ဖွယ်ရာလူသားချင်းစာနာမှုအကြက်တဲနဲ့ပတ်သက်လို့ဆန်းစစ်လေးလာနေစဉ်ရခိုင်ပြည်နယ်ကိုလူသားချင်းစာနာမှုအကူအညီနဲ့ပတ်သက်တဲ့မေးခွန်းဖြစ်လာခဲ့တာလို့၎င်းကဖြေကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကမြန်မာနိုင်ငံကနေရဲဆုံးခွာရိုဟင်ဂျာတိတိတမနှစ်သန်းကိုလက်ခံထားရလို့ ဒုက္ခတွေတွေထက်မှန်လက်ခံလို့မရတော့ဘူးလို့၎င်းကပြောပါတယ်။ရခိုင်ပြည်နယ်မှာလူသားချင်းစာနာမှုအကူအညီဆွေးရွာလာလို့ကုလသမဂ္ဂနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလူသားချင်းစာနာမှုအကူအညီပေးရရေးထည့်သွင်းစဉ်းစားလာတယ်လို့ခန္ဒီလာကပြောပါတယ်။ရခိုင်ပြည်နယ်ကိုအကူအညီပေးရမှုဟာတည်ငြိမ်မှုဖြစ်စေကရိုဟင်ဂျာတွေမြန်မာနိုင်ငံကိုနေရပြန်ဖို့ရေးအခြေအနေတွေဖန်တီးပေးမယ်လို့၎င်းကဆက်ပြောပါတယ်။ တရားမဝင်ရွှေပြောင်းခြေချသူတွေကိုနှိမ်နှင်းမှုမူဝါဒရဲ့တစိမ့်တပိုင်းဖြစ်သမ္မတဒေါ်နယ်ထရန့်အစိုးရဟာရွှေပြောင်းခြေချနှစ်ဦးထက်မနည်းကိုတောင်ဆူရန်နိုင်ငံကိုနှိမ့်ထုတ်ခဲ့တယ်လို့အမေရိကန်မီဒီယာတွေကဖော်ပြပါတယ်မြန်မာနဲ့ BNN ကအမျိုးသားနှစ်ဦးကို နိုင်ငံရေးအရမတည်ငြိမ်တဲ့တောင်ဆူရန်နိုင်ငံကိုပို့ဆောင်ခဲ့တယ်လို့နိုင်ငံရေးသတင်း website ဖြစ်တဲ့ Politico ကအင်္ဂါနေ့မှာဖော်ပြခဲ့ပါတယ် နိုင်ငံခြားသားတွေကိုသတိပေးမှုမရှိဘဲအခြားတိုင်းပြည်တွေကို မပို့ဆောင်ဖို့ဧပြီလတွင် Massachusetts ပြည်နယ်ရှိ Federal တရားရုံးကအမေရိကန်ဆိုးရွားကိုညွှန်ကြားခဲ့ပါတယ်။တောင်ဆူရန်ကိုနှင်ထုတ်မဲ့ရွှေပြောင်းအခြေချသူတွေကိုထိန်းသိမ်းထားဖို့တရားသူကြီးကအင်္ဂါနေ့မှာအမေရိကန်ဆိုးရွားကိုညွှန်ကြားခဲ့တာပါ။နနက်ကင်ပြည်ပခါတွေဖြစ်ပွားနေရာတောင်ဆူရန်နိုင်ငံကိုအမေရိကန်နိုင်ငံသားတွေမသွားရောက်ဖို့နိုင်ငံခြားရေးဝန်ကြီးဌာနကမက်ရှလာတွင်တိုက်တွန်းခဲ့ပါတယ်။ တမရကရန်သူနိုင်ငံကနိုင်ငံသားတွေကိုဖမ်းဆီးတာသို့မဟုတ်နှင်ထုတ်ခွင့်ရှိတဲ့ Alien Enemies at Core Outbreak ကိုဖျက်သိမ်းပြီးဒေါ်နယ်ထရန့်အစိုးရကရွှေ့ပြောင်းချေချသူတွေကိုနှင်ထုတ်ခဲ့ပါတယ်။ American နိုင်ငံကနှင်ထုတ်ခံရသူတွေကိုအကျဉ်းထောင်တွေမှာလက်ခံထားဖို့သဘောတူခဲ့တဲ့ SRB ရိုနိုင်ငံကိုပို့ဆောင်ခဲ့ပါတယ်။